အားလုံးမင်္ဂလာပါလို့ယေရှုနာမအဖင်ကြိုဆိုနှုတ်ခွန်းဆက်ပါတယ်။ဒီနေ့နှုတ်ကပတော်ကိုခံယူတော်သူရောက်ရှိတိုင်းနှလုံးသားထဲမှာနှုတ်ကပတော်အပင်ပေါ်ပြီးတော့တည်ပြီးပါစေလို့ယေရှုနာမအဖင်ဆုတောင်းကောင်းချီးပေးလိုက်ပါတယ်။ဒီနေ့ကျွန်တော်ကတော့အိမ်နောက်ဖေးမှာစိုက်ထားတဲ့စပစ်ပင်တွေနဲ့အတူရောက်ရှိနေတာဖြစ်ပါတယ်။အိမ်နောက်ဖေးဖြစ်ပါတယ်။ကျွန်တော်လွန်ခဲ့တဲ့၃နှစ်လောက်ကဒီအိမ်နောက်ဖေးမှာစပစ်ပင်နဲ့ blueberry ကိုစိုက်ထားခဲ့တာဖြစ်ပါတယ်ဒီနေ့3နှစ်လောက်ကြာတဲ့အခါမှာဒီအပင်တွေဟာကြီးထွားရင်းကျစ်လာပြီးတော့အသေးသေးနေတာကိုတွေ့ရတာဖြစ်ပါတယ်ဒီနေ့စပစ်သီးကိုတွေ့တဲ့အခါမှာရှင်ယောဟန်15တိမှာ ပြောပြထားတယ်ခရစ်တော်ကငါဒီမှန်သောစပစ်နွယ်ပင်ဖြစ်တယ်ဆိုတဲ့ခရစ်တော်ရဲ့စကားကို ပြန်ပြီးတော့ကြားယောင်မိတာဖြစ်ပါတယ်အဲ့ဒါကျွန်တော်တို့ဒီနေ့နဲ့ဒီနေ့ နှုတ်ကပတော်တခုကိုဝင်ကပေးมาဖြစ်ပါတယ်အဲ့ဒီဟာတော့အတီးပြီးချင်းဆိုတဲ့ခေါင်းစဉ်နဲ့ဝင်ကပေးခြင်းပါတယ်ဒီနေ့ကျွန်တော်တို့ဒီခရစ်တော်ကငါဒီစပစ်နွယ်ပင်ဖြစ်သည်တင်တို့ဒီယုံကြည်သူများဟာအခက်အလက်များဖြစ်တယ်ဆိုတာပြောပြပြထားပါတယ်ပြီးတော့ဥယင်ပိုင်ရှင်ရတော့ခမဲတော်ဘုရားပဲဖြစ်ပါတယ်တဲ့ပြီးတော့ကျွန်တော်တို့ခရစ်တော်ကပြောတယ် ၌အတိမပြီးသောအခဲအလက်များကိုခုတ်ထွင်ရှင်းလင်းပြမှာမိသည်ကိုပစ်ချမယ်လို့ပြောထားတာကိုကျွန်တော်တို့သိရတာဖြစ်ပါတယ်။ယနေ့ယုံကြည်သူများရောက်စီတိုင်းဟာမိမိတို့ဟာယုံကြည်သူဖြစ်တဲ့အားလျော်စွာအကုန်လုံးကကောင်းကင်နိုင်ငံကိုဝင်မယ်လို့ကျွန်တော်တို့မျှော်လင့်ကြပေမဲ့ခရစ်တော်ကဒီနေ့အတိမပြီးတဲ့အခဲအလက်တွေကိုခုတ်ပစ်မယ်ဆိုပြီးတော့ ပြောထားတာကိုပြန်လည်ဆင်ခြင်ပြီးတော့မိမိတို့ရဲ့အသက်တာမှာအတီးတီးဖို့ရန်အတွက်ပြင်ဆင်ကြဖို့ရန်ထပ်မံပြီးတော့ no so တတိပေးရတာဖြစ်ပါတယ်အတီးတီးခြင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဂလာတိနာတဲ့နေမှာပေါ်ပြထားတာကိုတွေ့ရပါတယ်မြန်မာလိုတော့အတီးလိုမပေါ်ပြဘဲနဲ့ဝိညာဉ်အကျိုးကျေးဇူးလိုပေါ်ပြထားတယ်ဒါပေမဲ့အင်္ဂလိပ်လိုကြတော့ fruit ဆိုပြီးတော့အတီးဆိုပြီးတော့တိတိကျကျ ရေးထားတာကိုတွေ့ရတာဖြစ်ပါတယ်အဲ့ဒီအသီးကိုလုံးဟာဆိုရင်ချစ်ချင်းဝမ်းမြောက်ခြင်းငြိမ်သက်ခြင်းစိတ်เสียခြင်းကျေးဇူးပြုခြင်းကောင်းမြတ်ခြင်းတစ္ဆာဆောင်ခြင်းနုယံတင်မှုခြင်းကာမဂုဏ်ချုပ်တည်ခြင်းဆိုတဲ့အသီးကိုလုံးဖြစ်ပါတယ်ခရစ်တော်ကပြောတယ်သင်တို့တွင်ငါ၌တည်လင်းအသီးများစွာကိုတည်ရင်တည်မယ်သင်တို့တွင်ငါ၌တည်ပြီးတော့ နေမဆိုရင်သင်တို့တောင်းချင်သမျှကိုတောင်းရရကြလိမ့်မယ်လို့ပြောတာဖြစ်ပါတယ်အတီးသေးချင်းဟာဘာလို့ကြောင့်အရေးကြီးတယ်လဲဆိုရင် ကျွန်တော်တို့ဖျားရှင်ရဲ့ဘုန်းကိုထင်ရှားစေတဲ့အမှုရာတစ်ခုဖြစ်တယ်တနည်းအားဖြင့်ပြောရရင် ခရစ်တော်နဲ့တူချင်းပဲဖြစ်ပါတယ်အတီးကိုလုံးမှာပထမဆုံးအတီးကိုတော့ချစ်ချင်းမေတ္တာဖြစ်ပါတယ်ဒါကြောင့်ဘာကြောင့်ချစ်ချင်းမေတ္တာကိုအရေးတကြီးနမတ္တနေရာမှာထားတယ်လဲဆိုရင် တိယောလေး၁၆မှာဖရာသခင်ဒီချစ်ချင်းမေတ္တာဖြစ်တော်မူ၏လို့ကြီးပြောထားပါတယ်ခရစ်တော်ကပြောတယ်သင်တို့ဒီငါငါကိုယုံကြည်လျင်နာ၌တည်ကြပါဆိုပြီးတော့ပြောထားတာဖြစ်ပါတယ်ခရစ်တော်ထပ်ပြောတယ်နာဒီခမဲတော်၌တည်တကယ်တို့သင်တို့လည်းငါ၌တည်ပါလို့မှာထားတာဖြစ်ပါတယ်တည်တယ်ဆိုတာပါလေဆိုတော့ခရစ်တော်ကပြောတယ်နာဒီခမဲတော်ဤပညာချက်တို့ကို လိုက်နာခြင်းအပြင် ခမဲတော်၌တည်တယ်တင်တို့ဒီလဲငါ၌တည်မယ်ဆိုရင်ငါရဲ့ပြည့်ညတ်ချက်တွေကိုတင်တို့လိုက်နာရမှာဖြစ်တယ်ဆိုပြီးတော့အတိအကျညွန်ပြထားတာဖြစ်ပါတယ်ဖရာသခင်ကချက်ချင်းမေတ္တာဖြစ်တယ်အကယ်၍ကျွန်တော်တို့အထက်ကနေပြီးတော့ချက်ချင်းမေတ္တာဆိုတဲ့အတိသီလာမတာလင်ကျွန်တော်တို့ဟာဖရာသခင်နဲ့တဏ္ဍာတူပြီးတော့ဖရာသခင်နဲ့အတူ in christ ဆိုပြီးတော့ဖရာသခင်နဲ့သတ်တူထမြဖြစ်ပြီးတော့ ျွန်တော်တို့ဟာသူတကွနေထိုင်ရမှာဖြစ်ပါတယ်။ယောက်ျားလေးနဲ့မိန်းကလေးမင်္ဂလာဆောင်တဲ့အခါမှာကျန်းစာထဲမှာပြောရတယ်သူတို့ဟာချက်ချင်းအားဖြင့်ပေါင်းစစ်ထားပြီးတော့သူတို့ဟာနှအိုးမဟုတ်တအိုးဖြစ်တယ်ဆိုပြီးတော့ပေါ်ပြထားတာကိုတွေ့ရတယ်။ဒါကြောင့်မလို့ချက်ချင်းမေတ္တာကျွန်တော်အထဲမှာတီးလာတဲ့အခါမှာဖရာတခင်နဲ့အတူတလုံးတဝတည်းဖြစ်သွားတာကို ပြောပြချင်တာဖြစ်ပါတယ်။ဒီနေ့အသင်းတော်တွေမှာဒီချက်ချင်းမေတ္တာမရှိတဲ့အခါမှာအင်းထောင်တဲ့တွေဟာ ကွဲကွာကြတာတွေကိုမြောက်များစွာတွေ့ရတယ်အရဟာချက်ချင်းမေတ္တာမရှိခြင်းချက်ချင်းမေတ္တာဆိုတဲ့အတိမတိသောကြောင့်ဖြစ်တယ်ဆိုတာကိုကျွန်တော်တို့တွေ့ရပါတယ်ကျွန်တော်အေဖက်အသင်းတော်ကိုဝေင့ဆင်နှုံးကအေဖက်အသင်းတော်ဟာအပေါ်ယံကနေကြည့်မယ်ဆိုရင်အမတန်မှတိုးပွားတဲ့ခိုင်ခတ်တဲ့အသင်းတော်ဖြစ်ပေမဲ့လို့အသင်းတော်ဟာချက်ချင်းမေတ္တာညော့နေတဲ့အတွက် ခရစ်တော်ကတတိပေးတယ်အရင်နေရာကိုပြန်သွားပါနှုတ်မဟုတ်ရင်တင့်မိခွက်ကိုငါရုပ်သိမ်းမယ်လို့ပြောတယ်ဒါကြောင့်မလို့ဒီနေ့အိမ်ထောင်တဲ့ဒီ क्वे တယ်ဆိုတာကခရဖယားရှင်ပေးထားတဲ့မိခွက်ဆုံးရှုံးလက်ရတာဖြစ်တယ်ဒါကြောင့်မလို့အင်မတန်မှကြောက်စရာကောင်းတဲ့အရာဖြစ်တယ်ဒါကြောင့်မလို့ယုံကြည်သူများအနေနဲ့ဒီအတီးကိုလုံးကိုတီးနိုင်အောင်လို့ဘယ်လိုလုပ်ရမလဲဆိုတာကိုနေ့စဉ်နဲ့အမျှ စဉ်းစားပြီးတော့အသက်ရှင်ဖို့ရန်ဘုရားရှင်အလိုရှိတာဖြစ်ပါတယ်ဒါကြောင့်မလို့အာခုတ်ပစ်ချင်းခါရတဲ့သပြည့်နယ်ပင်ကဲ့သို့မဖြစ်အောင်အတီးတီးတော်သူများဖြစ်နိုင်ကြပါစေဆိုပြီးတော့ဝင်ကတိုက်တွန်းအားပေးရပါတယ်ရောက်တိုင်းဘုရားရှင်ကောင်းချီးပေးပါစေ